အမေရိကန်ကိုသွားလည်ဖို့စိတ်ကူးနေကြလားတကယ်လို့အဲ့ဒီစိတ်ကူးရှိတယ်ဆိုလို့ရှင်တော့မေးထားလိုက်ပါတော့လို့ပြောချင်ပါတယ် As well as those who come here as temporary visitors and overstay their visas we don't want them အမေရိကန်နိုင်ငံကမြန်မာအပါအဝင်နိုင်ငံပေါင်း12နိုင်ငံကလူတွေကိုနိုင်ငံဝင်ခွင့်ပေးလိုက်ပါတယ်။ဒီကန့်သက်ချက်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလက်မှတ်ထိုးထုတ်ပြန်လိုက်တာဖြစ်ပြီးတော့ဂျွန်လ9ရက်နေ့လာမယ့်တနင်္လာနေ့ရက်နေ့စပြီးတော့အသက်ဝင်မှာဖြစ်ပါတယ်။ကြေညာထားတဲ့နိုင်ငံ12နိုင်ငံကလူတွေကိုချွင်းချက်တချို့အားလွှဲပြီးတော့အမေရိကန်နိုင်ငံမှာရွှေ့ပြောင်းအခြေချနေထိုင်မှုနဲ့ယာယီဝင်ရောက်ခွင့်လာရောက်ခွင့်ပေါ့နော်ဗီဇာတွေကို ပိတ်လိုက်တာဖြစ်ပါတယ်။ချွင်းချက်တွေထဲမှာဆိုလို့ရှိ င်တော့အမေရိကန်မှာအမြဲတမ်းနေထိုင်တဲ့သူတွေတန်တမန်တွေပြီးလို့ရှိရင်ဒီအားကစားသမားတွေပိတ်ပင်ထားတဲ့စည်ရင်းမှာမပါတဲ့နိုင်ငံတစ်ခုခုနဲ့ပူးတွဲနိုင်ငံသားအဖြစ်ခံယူထားတဲ့သူတွေပါဝင်ပါတယ်။ဗီဇာပိတ်ရတာကဒီနိုင်ငံခြားအကျန်းဖတ်သမားတွေရဲ့ရန်ကနေကာကွယ်ဖို့နဲ့နောက်ပြီးတော့ဒီအမေရိကန်ရဲ့အမျိုးသားရေးလုံခြုံရေးအတွက်ဖြစ်တယ်လို့ဆိုပါတယ်။မြန်မာအပြင်တခြားဗီဇာပိတ်ခံလိုက်ရတဲ့နိုင်ငံတွေကတော့အာဖဂန်နစ္စတန်၊ချက်၊အာကွန်ဂို၊အီကွေဒိုရီ Korea, Guinea ပြီးလို့ရှိရင်ဒီအဲ Eritrea ပြီးလို့ရှိရင် Iran, Libya, Somalia, Sudan နဲ့ယီမင်နိုင်ငံတို့ဖြစ်ကြပါတယ်။ဒီလိုမျိုးပိတ်ဆို့မှုဟာဘယ်လောက်ထိကြာမလဲဆိုတာကိုတော့မပြောထားပါဘူး။